မင်္ဂလာပါရှင်ဆရာတင်းညွန့်ရေးသားထားတဲ့ရုံးမခေါ်တန်းဆိုတဲ့စာအုပ်လေးကိုအပိုင်းခုနှစ်အနေနဲ့တင်ဆက်ပေးပါစီရှင်မြင်းလေးပေါ်မှာပစိုးကောင်းပေါင်းထားသည့်အမျိုးသမီးတစ်ယောက်နဲ့ငါးနှစ်သားအရွယ်ကလေးတစ်ယောက်ဆင်းလိုက်သည်အမျိုးသမီးကမြင်းလေးခါကိုပေးပြီးပစုတ်ထုတ်လေးဆွဲထားသည့်ကလေးကိုလာသားလေးသွားရအောင်အမေ သားကိုဒီမှာထားခဲ့မှာလားအမျိုးသမီးကခလေးရှိတွင်ဒူးထောက်ထန်ချလိုက်သည်သားဖပုံးစီမှာသားနေခဲ့ရမယ်အမေရွာကိုပြန်ခေါ်သွားလို့မရဘူးရွာပြန်ရောက်ရင်သားသေးလိမ့်မယ်အမေပြောတာနားထောင်အမေမကြမကြပြန်လာပြီးသားနေတွေ့မယ်ခုတော့ဘာဖုံးစီမှာနေခဲ့အောင်အမေမြင်မြန်ပြက်လာနော် အေးပါကွယ်သူတို့ဘုံကြီးကျောင်းထဲဝင်လာကြသည်စွန်းစားကျောင်းပေါ်တက်သွားပြီးစွန်းစားနေသည့်ဆရာတော်ကိုဦးချလိုက်ကြသည်ဘဲကလည်းတကမာကြီးတပြည့်တော်ကိုဘိုးကောင်းရဲ့ဇနီးပါဗျာဘိုးကောင်းနေကောင်းရဲ့လားကောင်းပါတယ်ဗျာတပြည့်တော်သူ့သားကိုလာဖို့တာပါသူ့ဘမလဲ ူရှမ်းပြည်ဘက်တက်သွားပါတယ်ဗျာအပြန်သားကိုဝင်ခေါ်မယ်အရှင်ဘုရားเจ้าမှာထားခဲ့ပါဆိုလို့ဗျာတက္ကမကြီးကရောတပည့်တော်ဒီနေ့ပဲပြန်မယ်ဗျာသားလေးကိုအပ်ခဲ့ပါစီထားခဲ့ထားခဲ့လာစမ်းသမင်းစားပြီးပြီလားမဆက်ရသေးဘူးဖေကပ်ပြရကြီးခလေးကိုသမင်းကျွေးလိုက် ။တကမကြီးလည်းစသွား။မစားတော့ဘူးဗျာ။တပြည့်တော့ရွာဘက်ထွက်မယ်ကမမိမဆိုးလို့ခွင့်ပြုပါအောင်။မနှင်းသူ့ဖုန်ကြီးကိုဥချပြီးចောင်းပေါ်ကဆင်းသွားသည်။တားဖြစ်သူကိုတစ်ချက်ပင်လှဲ့မကြည့်။ကလေးကပြတင်းပေါက်တနိုင်များကြမှာမိခင်ကိုငေးကြည့်ပြီးမျက်ရည်တွေကျနေသည် ဦးစင်ကအဝေးရှိရိုးမတောင်တန်းကြီးကို ငေးကြည့်ရင်းတက်ပြင်းချလိုက်သည်ဦးစင်ကိုအမေကငါးနှစ်သားလောက်ကလေးကဖဖုံးစီမှာထားသွားတာ ပြန်ကိုမလာတော့ဘူးဦးစင်အဖေကလည်းလာမခေါ်ဘူးလားမခေါ်ဘူးဖဖုံးကဦးစင်ကိုကျွေးမွေးဆောင်ရှောက်ထားတာဦးစင်ကိုဖဖုံးကလှုပ်လို့ရွာကိုပြန်လာတယ် အဲ့ဒီတော့မှဦးစင်းမှာအဖေနဲ့အမေရှိနေသင်မှန်းသိတယ်။ဒါဆိုရင်ဦးစင်းအဖေကို တွေ့ဖူးလိုက်တယ်ပေါ့။ပထမဆုံးနဲ့နောက်ဆုံးတွေ့ဖူးလိုက်တာပဲ။အဖေကမကြမ်းပါဘူးဆိုလို့ပြန်လာတာ။ဦးစင်းပြန်ရောက်တဲ့အချိန်မှာပဲတခါကြီးကိုမိုးဟိန်ကဓာတ်နဲ့ခုတ်တက်နေတာမြင်လိုက်ရတယ်။ ဦးစင်မိုးချိုသွားလို့အိမ်ထဲကိုဝင်မဲ့အလုံမှာဒီမြင်ကွင်းကိုမြင်လိုက်ရတာစိတ်မကောင်းဖြစ်မိတာကမေတော်ကြီးကိုယ်တိုင်ကတေးသေးလို့ပြောနေတာနားနဲ့ဆက်ဆက်ကြားခဲ့ရတာပဲအိုးစိတ်မကောင်းလိုက်တာဗျာဦးစင်အตาလေးပြန်လှည့်ခဲ့တယ်တညာလုံးကြောက်ကြောက်နဲ့ရောက်ရပေါက်ရရှောက်သွားရင်ဦးစင်တို့အိတ်ခဲတဲ့ဂူကြီးစီမှာတညာအိတ်ခဲရတယ် ကျွန်တော်တို့စကားဆက်ပြီးမပြောနိုင်တော့အောင်ဖြစ်နေသည်ဦးစင်းဖခင်ကို မိုးဟိန်သက်တာတိတယ်လို့ဦးစင်းမေတော်ကြီးကို ပြောမိသေးလားဗျာပြောလဲမထူးပါဘူးခုလဲသူ့ဘဝရဲ့နောက်ဆုံးချိန်ကိုရောက်နေပါပြီမကံပဲလာတွေ့ရင်ကောင်းမယ်နော်ဒကမလေးကပြန်လာမယ်မထင်ပါဘူး သူ့ယောက်ျားနဲ့မြို့ကိုသွားရောက်ပေါ့ကျွန်တော်ကဥစဉ်ကိုဥချပြီးထမီအပြူတွင်တခါကြီးဖေယဥစဉ်ပြောစရာတစ်ခုရှိတယ်နားထောင်ပါအောင်ပြောပါဖေယကျွန်တော်ကပြန်ထိုင်လိုက်ရင်လက်အုပ်ချထားလိုက်မိသည် ။ဦးစင်းဒီကိုလာတာဘာဖို့တာဝန်ပေးချက်အရာရောက်လာတာ။တကားကြီးကကြောင်းစီရလဲဖြစ်တယ်။တီလာတမာရီနဲ့လည်းပြည့်စုံမယ်လို့ယူဆရလို့ဦးစင်းအကူညီတောင်းချင်တယ်။တပြည့်တော်ကူညီနိုင်တာဆိုရင်ဘာမဆိုကူညီပါမယ်ဖေယား။ဦးစင်းဒီကိုလာတာဟင်းသာရွာဟောင်းကိုလာရှာတာပဲဟင်းသာရွာဟောင်းနဲ့လားတပြည့်တော်စိတ်ဝင်စားလာပြီ ။ဦးစင်အဲ့ဒီရွာဟောင်းကို တွေ့အောင်ရှာရမယ်။ဘာဘုံတာဝန်ပေးချက်အရာလုံဆောင်ရမယ်ကိစ္စတစ်ခုရှိတယ်။ဒီရွာကိုသွားဖို့ဆိုတာဦးစင်မှာကက်ပီယာတယောက်ပါမှဖြစ်မယ်။တကားကြီးကဦးစင်နဲ့အတူ လိုက်ပါပေးနိုင်မလားလို့ပါ။တတိတော်စိတ်ဝင်စားပါတယ်ဗျာကိုခင်မောင်ကိုလည်းခေါ်ခဲ့မယ်တကကြီးခင်မောင်ကိုမခေါ်ပါနဲ့သူ့ကိုပြန်လှုပ်လိုက်ပါ ြီးတော့ဦးစင်းတို့ ခုလဲမသွားသေးဘူး။လာမဲလာပြင်းနေမတိုင်မီတရက်ကြိုထွက်မယ်။တကားခင်မောင်ကစိတ်မချရဘူး။ပြီးတော့ကြောက်စိတ်ရှိတယ်။ဆရာကိုယုံကြည်ရမယ်ဆိုတာဦးစင်းမြင်ကလေးကသိတယ်။တပည့်တော်တို့သွားရမယ့်ခီးကဘယ်နဲ့ရက်လောက်ကြာမှာလဲဗျာ။တညာအိတ်လွန်ရောကျွန်ရောပဲ။အရှင်ဖျား ။ဘာကြောင့်ဟင်းသာရွာဟောင်းကိုသွားမှလဲဗျာ။တတိတော့သိခွင့်ရှိပါသလား။တော်ပြီနောက်မှပြောပြမယ်။ဟိုမှာတခါခင်မောင်းလာနေတယ်။ကျွန်တော်နောက်တစ်နေ့ကစားပြီးတင်ကြားရေးလုပ်ငန်းများကိုစတင်ရသည်။ကျောင်းဖွင့်ပြီဆိုတော့လေလာတဲ့ဒီကျောင်းသားကစုစုပေါင်း16ယောက်သားရှိသည် အရေးကြီးသည်မှာလေးတန်းចောင်းသားလေးယောက်ဖြစ်သည် သူတို့ကအစိုးရစစ်ကိုဖြည့်ရမည်သူများဖြစ်သည်16ယောက်သာတင်ရသည် ဆိုတော့လေတနေ့ကိုမနေမနာတင်ရသည်လေးတန်းចောင်းသားတွေကစားနောက်ကြရည်မဖြစ်သူတို့ကိုဖြစ်တင်ရသည်မိဘများကခမင်းကြိမ်လေးတွေထည့်ပေးလိုက်သည်ကျွန်တော်ကကုခင်မန်ကို နောက်တစ်နေ့တွင် ပြန်လှော့လိုက်သည်။သူလည်းပျော်ရွှင်စွာပြန်သွားသည်။ ကျွန်တော်ကိုပြန်လာကြုံမီပြောတော့လေရွာကလိုက်ပို့ပေးမည်ဆိုသဖြင့်သူစိတ်ချသွားတယ်ဆရာဘာလဲကိုခင်မကျွန်တော်ပြောတင်လားမပြောတင်လားစဉ်းစားနေတာပြောပါကိုခင်မကိုခင်မကစကားမစမ်းဟိုကြည့်တီကြည့်လုံနေသည်ပြောပါဗျာ ညကကျွန်တော်ညနေမှတိထပေါက်တာဦးစင်ခန်းထဲမှာမီးလင်းနေတာတွေ့လို့တကားဝါကချောင်းကြည့်မိတယ်ခမင်းကတော်တော်ဆက်ဆူတာပဲဆရာကျွန်တော်ဘာကိုတွေ့တယ်ထင်တယ်လဲဘာတွေ့လို့လဲမွေကြီးဘာဘာမွေကြီးလဲဟိုကူကြီးထဲမှာတွေ့ခဲ့တဲ့မွေကြီးကို ဥစဉ်ခန်းထဲမှာတွေ့တယ်။ဟုတ်ရဲ့လားဗျာ။မွေးကြီးကပပင်းထောင်လာတယ်။ဥစဉ်ကမွေးကြီးနဲ့စကားပြောနေတယ်။ခမရအစ်ချင်မူတို့နဲ့ကိုထဲမှာတွေ့ခဲ့တဲ့မွေးလို့ဘာကြောင့်ပြောနိုင်သလဲ။မဟုတ်ဘူးဆရာ။တကယ်ပြောတာကျွန်တော်မှတ်မိတယ်။တော်ပါခမရမနေ့ကတောက်လာပြန်ပြီမဟုတ်လား။ တောက်တော့တောက်ခဲ့တယ်ဇာဒါပေမဲ့မမူးပါဘူးအပေါင်းအသင်းတွေနဲ့အဆုံယုံလေးပါသွားဗျာရှောက်ပြောမနေနဲ့ကိုခင်မောင်တနတ်ထမ်းပြီးပြန်သွားသည်ကို ကျွန်တော်ကြည့်နေမိသည် သူပြန်သွားတော့ကြောင်းကျွန်တော်အတွက်ပြည်တနာတစ်ခုရှင်သွားသည်သူမပြန်မဲပေးကက်နေရင်ကျွန်တော်ဦးစင်းနဲ့ပြောဆိုထားသည့်ကိစ္စလုပ်ရခံနိုင်သည် ကျွန်တော်တန်ခွဲကြီးရောက်ပြီး၃ရက်မြောက်နေ့တွင်ဦးစင်းကကျွန်တော်ကိုည၁၂နာရီတတိယနေ့သူ့အခန်းထဲလာရန်ခေါ်သည်ကျွန်တော်က၁၂နာရီတတိယတွင်ဦးစင်းအခန်းထဲကိုသွားသည် ထိုနေ့တွင်ကြောင်းထိုင်စီရတော်နှင့်ကက်ပိယကြီးကရွာတရွာအတုပတ်ကိုညှိအိသွားကြသည်တပည့်တော်ရောက်ပါပြီဖေဟာထိုင်တကားကြီး ငါးပါးသီလဆိုပါတကားကြီးဘာကြောင့်လဲဖေဗုဒ္ဓဘာသာ ဆိုတာတသက်ပြခိုင်းတာကျွန်တော်ကငါးပါးသီလကိုရွတ်လိုက်သည်ဟုတ်ပြီဦးစင်ကရွှေပြားလေးတစ်ပြားကို ကျွန်တော်လော်ဝါထဲထည့်လိုက်သည်ဦးစင်ရှေ့ကတိုင်ပြီးမယ်လိုက်စူးကျွန်ုပ်ဒီ ငါးပါးသီလကို တသက်လုံးလုံးကျုံစွာစောင့်ထိန်ပါမည်။ကျွန်ုပ်သည်ငါးပါးသီလကို တသက်လုံးလုံးကျုံစွာစောင့်ထိန်ပါမည်။တကားကြီးဦးစင်းနဲ့ဟင်းသာရောဟောင်းကိုလိုက်ခဲ့ဖို့ဆုံးဖြတ်ပြီးပြီလား။ဆုံးဖြတ်ပြီးပါပြီဖေ။ပေးတကားကြီးလက်ထဲကဟာကိုဦးစင်းကကျွန်တော်လက်ထဲကရွှေပြားလေးကို ယူလိုက်ပြီး တကကြီးအင်ကြီးလံပောင်းပစ်လိုက်ကျွန်တော်ကလက်ရှိဝတ်ထားတော့ကြောင်းအင်ကြီးကိုချွတ်ပေးလိုက်ရသည်တကကြီးတသက်လုံးခြေလေးချောင်းသာရှောင်းနိုင်မလားအကျိုးအကြောင်းကောင်းစွာသိရရင်တော့မရှောင်းနိုင်စရာအကြောင်းမရှိပါဘူးဖေဟာတီလာတမာဒီပညာကိုပို့ပြီးတော့တောက်ပြောင်လာစေခြင်းလို့ပါ ပြီးတော့ဦးစင်းတို့သွားရမယ့်ခင်းမှလည်းလိုအပ်လို့ပါ။တတိတော်ကစွန့်စားရတာတွေဝါသနာပါတယ်ခင်ဗျာ။ယနေ့ကစားပြီးတော့ချီလေးချောင်းသားမစားတော့ပါခင်ဗျာ။လူမဲပေါ့။တင်မခင်ဗျာ။ဦးစင်းကကျွန်တော်လက်မောင်းကို ဖြောင်းကနေပို့လိုက်သည်။ ကျွန်တော်အမှတ်မဲ့နေတော့လေလက်ထဲဆုပ်ထားသည့်ရွှေပြားလေးကကျွန်တော်ကိုယ်ထဲရောက်သွားသလိုခံစားလိုက်ရသည် အရှင်ဖုရားတပည့်တော်ကို အာနာပြတိကမခိုင်းဝင် အဖြစ်လုပ်လိုက်တာလားဖုရားမဟုတ်ဘူးတကားဦးစင်းနဲ့ခရီးသွားရင်ဘေးကင်းအောင်လောက်ပဲတကားကြီးကအာနာပြတိကမခိုင်းဝင်ဖြစ်လို့မရသေးဘူးအဆင့်တစ်ဆင့်ကျန်သေးတယ် အဲ့ဒါကလည်းဟင်းသာရွာဟောင်းကပြန်လာရင်ဖာဖုံးစီမှာအဆုံးဖြတ်ခံရမှာတကကြီးကလည်းစိတ်ဝင်စားရင်ပေါ့တပည့်တော်စိတ်ဝင်စားပါတယ်ဗျာဒါဆိုရင်တကကြီးအသင့်ဖြစ်ပြီအဖိတ်နေမနဲ့အစောကြီးခီးစမယ်အဖိတ်နှင့်ဥပုံနှစ်ရက်ကြောင်းပိတ်သည်နှင့်အတော်ဖြစ်သွားသည်ကျွန်တော်ကဥစဉ်နှင့်အတူဟင်းသာရွာဟောင်းဆိုသည့်နေရာကို သွားရမည်ဖြစ်သောကြောင့် စိတ်ဝင်စားနေသည်။ကျောင်းဦးဆရာကြီးထံကလည်းစာရောက်လာသည်။ကျမ်းမာရေးအခြေအနေကောင်းသောကြောင့်စိတ်ယုံကဆင်းရတော်မူ။မကြမီပြန်လာမည်ဟု၍ဖြစ်သည်။ခရီးမထွက်မီတရက်အလိုတွင်ဦးစင်းကကျွန်တော်ကိုသူ့အခန်းထဲခေါ်ပြီးဟင်းသာရဟောင်းအကြောင်းပြောပြသည်။တကရေ189ခုနှစ်တွင်တန်ငူပြင်းမင်းတရားတပင်ရွှေထီသည် မင်းရဲ့တိဟတ်သူကိုမြှုပ်ဆောင်ခံပြီးတိုက်စင်200မြင်း8000စစ်သည်ခုနှစ်တောင်းတို့နှင့်ပကိုးကိုချီတက်လာသည်မင်းတရားရွှေထီးတက်တွင်ကြော့ထင်းတော်ရထာကရှိတယ်သတို့ဓမ္မရာဇာကနောက်တက်ထားပြီး တက်ကြီးခုနှစ်တက်ဖြင့်ပကိုးကိုချီတက်လာခြင်းဖြစ်သည်ကောလီယာယခုရွှေချင်းမြို့နယ်အတွင်းနေရ၌မုံမင်းတို့ကခုခံလေသည် မွန်တက်ပြတ်သဖြင့်မွန်အမတ်တမိန်ဘရုနှင့်စင်မြင်းသုံးပန်းများရလေသည်တပင်ရွှေထီးတက်သည် နောက်ကလိုက်တိုက်ပြန်သည်တနက်ခုံတွင်ခုခံတော်လဲမအောင်မြင်ပဲပခိုးကိုရပြီးစင်မြင်းသုံးပန်းများနှင့်ရွှေငွေတို့ကိုယူကာပခိုးကိုမိတိုက်ခဲ့သည်ခင်းသာရွာဆိုသည်မှာစစ်ရှုံးပြီးထွက်ပြေးလာသူများ ကာယခိုနာပြီးတိထားသောရွာကြီးတရွာဖြစ်သည်ရိုးမတောင်ကျေအနီးတွင် ရှိပြီးစစ်ဘေးနှင့်ကင်းဝေးရာ နေရာတစ်နေရာ ဖြစ်ခဲ့သည်မွန်ဘမာအားလုံးစီးလုံးစွာဖြင့် လာရခိုနာပြီး အေးချမ်းစွာလုတ်ကန်ရှာဖွေစားတော့ကြသည်ဦးစင်းပြောချင်တာက ရွှေသစ္စာပန်းနှပွင့်အကြောင်းပဲဆရာရွှေသစ္စာပန်းနှပွင့်ဟုတ်လားဆရာ ်မွန်တန်အမတ်နှစ်ပါးကိုအောက်ကျမ်းပြီးပြေးလိုက်တဲ့ရွှေသစ္စာပတ်နှစ်ပွင့်မှာတကရေ169ခုနှစ်တွင်မွန်တို့ကကိတုမတီကိုတန်များစေလွတ်ခဲ့သည်နိုင်ငံမင်းတို့သည် ရှေးကလေးကမဟာမိတ်ပြုကငင်းချမ်းစွာနေထိုင်ခဲ့ကြသည်ထို့ကြောင့်တတဝအများချမ်းသာပြီးသာသနာတော်ထွန်းကားရန်အလို့ငါစစ်ပြေငင်းပြီးအေးချမ်းကြရန်ဖြစ်သည် အဲ့ဒီအချိန်ကမိုးနို့ဘက်မှာအမတ်ကြီးပညာလောနဲ့ပညာကျန်တို့ကထင်ရှားတယ်။အဲ့ဒီအမတ်ကြီးနှစ်ပါးအစီအမံတွေကြောင့်ဟန်တာဝရီခိုင်ခိုင်မက်မက်ဖြစ်နေတယ်လို့လည်းဆိုရမယ်။ပညာလောနဲ့ပညာကျန်တို့ကိုတောင်ငူကိုဆေလွတ်လိုက်တော့ဟိုကတန်အဖြစ်ကောင်းစွာလက်ခံတွေ့ဆုံတယ်။ကောင်းမွန်စွာစောင့်ရှောက်တယ်။သူတို့ပြန်မယ်ဆိုတော့ ။ဦးကြီးတော်နှစ်ပါးအတွက်ဆိုပြီးတာငူကရွှေသစ္စာပန်းနှပွင့်လက်ဆောင်ပေးလိုက်တယ်။စိတ်ဝင်စားစရာကောင်းလာပြီဗျာ။အဲ့ဒီပန်းပွင့်တွေကရိုးရိုးပေးတာမဟုတ်ဘူး။အเจ้าရှိတယ်။ပညာလောနဲ့ပညာကျန်တို့ကလက်ဆောင်ကိုကြီးပြူစွာယူသွားတယ်ဆိုတာဖြစ်စေချင်တာပိုဆိုးတာရှိသေးတယ်။ဦးစင်းကပြောပြောဆိုဆိုနဲ့ရင်းနှွေးကျန်ငှက်တောင်နေပြန်သည် ကျွန်တော်ကသိကျင်စီပြင်းလာတော့ကြောင်းဖားမြလဲဖျားတန်ကူကကောင်းနေရုတ်တာဦးရတော်တို့ကရွှေသစ္စာပန်းတွေလဲယူသွားပြီဆိုတော့ကြေးရွာတွေမှာစားလိုက်ချတယ်စားလိုက်ချတယ်ဆိုတာဘာလဲဖျားအရေးအခင်ပြီးရင်ဦးရတော်ဗညာလောကိုဟန်တာဝတီ ။ဗညာချမ်းကို မုဒ္ဓမစာဖြစ်အောင်လုပ်ပေးမယ်ဆိုတဲ့ကိုလာဟာလာတွေစာချပြီးလိုက်ပြန်တာ။ဟာဖြစ်ရလေ။ဗညာချမ်းနဲ့ဗညာလောတို့ကတန်ဆိတ်နဲ့လက်ခံခဲ့တဲ့ရွှေသစ္စာပန်းပွင့်တွေဟာပကိုးကိုရရင်သူကောင်းပြုမဲ့သဘောတက်ရောက်သွားပြီးအမတ်ကြီးနှစ်ယောက်အသက်ခံလိုက်ရတယ်။ဖြစ်ရလေတယ်ဗျာ။ မတ်ကြီးတွေမရှိတော့စီရေးအားနေပြီးတကိုးကိုတန်ကိုကအလွယ်တကူတိတ်နေသွားတယ်အဲ့ဒါနဲ့တပည့်တော်တို့ရှာရမယ်ဟင်းသာရွာဘလို့ပတ်သက်နေသလဲဗျာအမတ်ကြီးနှစ်ပါးလက်ခံခဲ့တဲ့ရွှေသစ္စာပန်းနှစ်ပွင့်ပြောက်သွားတာအမတ်ကြီးနှစ်ပါးအသက်မခံရမီညံ့ကလေးကပဲအဲ့ဒီသစ္စာပန်းနှစ်ပွင့်ကဘာတွေစွမ်းသလဲ အဲ့ဒီအကြောင်းဘာဖုံးမဲကောင်းကောင်းသိတယ်။ဘာဖုံးစီမှာတပွင့်ရှိတယ်။နောက်တပွင့်ကဟင်းသာရွာဘက်ကိုကျုံယုံတယောက်ကယူပြေးပြီးရောက်နေတယ်ကြတယ်။အဲ့ဒါလိုက်ရှာနေတာနှစ်ပေါင်းများစွာကြာပြီတခါကြီး။ရွှေသစ္စာပန်းနှစ်ပွင့်လုံးပြန်တွေ့တော့ဘာဖြစ်မလဲဖေ။တပောင်းရှိတယ်တခါကြီး။အမိတ်ရှိတော်မူပါဗျာ။ တစ္ဆာနှစ်ပွင့်တကူမြစ်တာဖြင့်တူအာနာရှင်စနစ်ဆိုချုပ်ငိမ့်ကျိုးတယ်တပည့်တော်သဘောမပေါက်ပါဗျာကျုပ်တို့ယခုရင်ဆိုင်နေရတဲ့အာနာရှင်စနစ်ဆိုချုပ်ငိမ့်စီခြင်းရင်ရွှေတစ္ဆာပန်းနှစ်ပွင့်ကို အတူပူပေါင်းနိုင်အောင်လုပ်ရမယ်အာနာကိုတစ္ဆာနဲ့တိုက်ရမယ်ရွှေတစ္ဆာပန်းနှစ်ပွင့်တကူကြောင့် တိုင်းပြည်မှာအာနာရှင်မင်းစိုးမင်းညစ်တွေပြုတ်ကြစေရမယ်။အားရစရာကောင်းလိုက်တာဗျာ။ဒီစကားအမှန်ဆိုရင်တပည့်တော်အရှင်ဘုရားနဲ့စွန့်စားပြီးရွှေသစ္စာပန်းတပွင့်ကိုရှာပါမယ်။နားစင်အားပေးခဲ့ကြတဲ့မောင်နှမများအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။ရှေ့စတို့အပန်းရှင်မှာပြန်လည်ဆုံတွေ့ကြမယ်နော်။